င်္ဂလာပါရှင်ကျမကတော့ချိုချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါမြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့မှာညောင်မေသာရက်ကွက်ကတောင်လေးလုံးရိပ်သာမှာဆစ်ဆောင်နေထိုင်ကြတဲ့ပြည်သူတွေဟာမေလ၈ရက်မနေ့ပိုင်းအချိန်ကမြို့ရင်းကနေထွက်ပြေးတဲရှောင်နေစဉ်ဂျက်တလီရီနဲ့လာရောက်ပုံကျဲတက်ခိုက်ခဲ့တာကြောင့်ပြည်သူ၁၅ရောက်အသက်ဆုံးရှုံးပြီး၃၀လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ် တောင်လေးလုံးဖိုးကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကချင်လွမြောက်ရေးတပ်မတော် KIA ကဧပြီလ25ရက်နေ့ကပြလဲစတင်တဲ့ထိုးစစ်အတွင်းသိမ်းပိုက်ရရှိထားတာဖြစ်ပြီးပဲမိနေတဲ့ပြည်သူတွေကိုမြို့ပြင်ကိုထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာလာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ပြောပါရတယ်။ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီကဗမော်ရှက်ပြေးစိတ်ပတ်ဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါရတယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့တောင်လေးလုံးကနာရိတ်သားကပြည်သူတွေနဲ့မြို့တွေကဗမော်စစ်ဆောင်ပြည်သူ389ဦးကတော့လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီလို့သိရပါတယ်ရှင်။အင်အားပြင်းကလင်ကြောက်ပြိုကျခဲ့တဲ့ Sky Villa အဆောင်အဆောင် BCD တို့ကိုမေလ10ရက်နေ့ကရန်တရားတွေနဲ့ဖေရှားရှင်းလင်းရမှာရုပ်လောင်းနှလောင်းထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ Sky Villa အဆောင်အဆောင်စီကနေ မနေ့မနေ့၁၇နှစ်မှကြားတူးနဲ့မတူးရဲ့ရုပ်လောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်အဆောင်စီကနေငွေသားသိန်း900နီးပါးစာရွက်စာတမ်း iPad တစ်လုံးဖုန်းနှလုံးနဲ့လက်ကအိတ်တစ်လုံးတို့ကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကပိုင်ရှင်တွေစီကိုလွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်နေတယ်လို့ဆိုပါရယ်။အင်အားပြင်းကလင်တန်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa အဆောင်ကနေမေလ၈ရက်အထိကလဲရွေအပါဝင် အလောင်း၁၂၀ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်ရှင်။ လာရှောမျိုးကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာတဲ့နှစ်ပတ်ကျော်ကာလအတွင်းခိုးဆိုးလူရဲမှုတွေပိုဖြစ်လာပြီးထိထိရရောက်ရေးယူကန်တွယ်ဖြည့်ရှင်ပေးတာမရှိတဲ့အတွက်မျိုးကန်တွေစိုးရိမ်ပူပန်နေရပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှောမျိုးကိုတရုတ်ကူညီနဲ့စစ်ကောင်စီကပြန်လည်အုပ်ချုပ်နေပြီဖြစ်ပေမဲ့ခိုးဆိုးလူရဲမှုတွေများလာနေပြီးပြည်သူတွေရဲ့လုံခြုံရေးကိုတာဝန်ခံပေးမဲ့အဖွဲ့အစည်းမရှိတဲ့အတွက်ကြောက်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ် ေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတဲ့အချိန်မှာစီးပွားရေးကျက်တဲမှုတွေနဲ့မွေးရေးစေဝါပြဿနာတွေကြောင့်ကိုယ်စိုးလူရမှုတွေကျူးလွန်လာကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကတိတိယယောက်အေးမြူနိုင်ဘူးလို့ဆိုပါတယ်အဲ့ဒီတခိုးတမျှတခုပဲနည်းနည်းစိုးရိမ်နေရတာကျန်တာတော့ဘာမှထွေထွေထူးထူးမရှိပါဘူးเนาะဘာလို့လဲဆိုတော့ရဲနေလဲရောက်နေပြီစစ်တပ်လဲရောက်နေပြီဆိုတော့အခုဟာက အမတိရဲ့ရေစခန်းမြို့မမြို့မရေစခန်းရဲ့တိုက်တန်းမှာတော့မှတမယဝင်တိုက်ရဲတယ်ဆိုကတဲ့ကရေစခန်းနာမဟုတ်တဲ့ကျွန်တော်တို့ရက်ွက်ထဲရပြည်သူလူထုအတွက်ဆိုရင်တော်တော်လေးကိုစိန်ခေါ်မှုတစ်ခုဖြစ်တယ်ဗောဗျာဒါဖြစ်နိုင်ရင်တော့တာလေးကိုတော့ချီချီရောက်ရောက်အော်လုံချုံရေးတော့ပေးစေချင်တာဗောဗျာပြီးခဲ့တဲ့ဧပြီလ22ရက်မှာကုကန့်တက် MNDA ကတေဦးရဲ့ဖီအားကြောင့်လာရှုံမျိုးကနေပြန်ဆုတ်ပေးလိုက်ရပြီး နှစ်ပတ်ကျော်ကြာတဲ့ဒီစစ်ကောင်စီကအုပ်ချုပ်ရေးရန်ရဲကိုလေပတ်နိုင်တာမရှိသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီအုပ်ချုပ်ရေးတွေပြန်ဝင်လာပြီးမကြမီမှာပဲရက်ွက်တက်ထဲမှာဓာတ်ထုတ်ပြီးခလေးငယ်တယောက်စီကဖုန်းလူရက်တာရက်ွက်ကိုယ်တဲကဥိုက်မောင်ရဲ့နေကိုဝင်ရောက်ပြီးလူ ው ဒါနဲ့ခုတ်ကငွေယူသွားမှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပြင်ရက်ွက်တက်နဲ့ရက်ွက်နေအဆက်မှာရှိတဲ့တိန်နီလန်းကဓာတ်ပုံတိုက်ကိုလည်းဓမြဝင်တိုက်ပြီးကားတစ်စီးနဲ့ငွေကြက်300ယူသွားတာ ရက်ွက်ခွန်တဲ့ကိုဝင်ခိုးလို့နှစ်ယောက်ဖမ်းမိတာနဲ့အမတ်တရဲစခန်းတိုက်တန်းကဖုံးဆိုင်ကိုဓမြတိုက်တာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိအခြေအနေကတော့လူသက်မှုတောင်မှရေးယူနိုင်တဲ့အနေအထားမှတော့မရှိဘူးပေါ့နော်။ရောက်လာတဲ့ဝန်ထမ်းတွေကလည်းဒီမန်ဆူရှမ်းကျောင်းမှာပဲတဲခုနေရတာပဲ။ထွေဥကဝန်ထမ်းတွေကတော့ပုံများတယ်။ဒီ6လပိုင်းထိတော့သူတို့ကသူတို့ရှုပ်နေမှာမလို့ဘာမှတော့ဝင်လုံးနိုင်မယ့်အနေအထားတော့မရှိဘူး။ဟုတ် ကိုကန်တက်တွေမဆုတ်ခွာခင်2023ခုနှစ်ထဲမှာလာရှုံမြို့တွင်မဒိမ့်မှုလူတက်မှုဓမြတိုက်မှုနဲ့ပေါက်ထွင်းခွေးယူမှုတွေကျူးလွန်နေဆိုတဲ့ဆွဆဲချက်နဲ့ဖမ်းဆီးထားတဲ့လူ၈ယောက်ကိုဧပြီလ10ရက်မှာတည်တံမိတ်နဲ့တသက်တကျွန်းစားတဲ့ပြစ်ဒဏ်တွေကိုကိုကန်တက်ဘက်ကချမှတ်ခဲ့ပါတယ်။စစ်ကောင်စီကလာရှုံမြို့ကိုပြန်ဝင်ရောက်လာပြီးမဲ့လာရှုံမြို့ဒိမ့်တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဌာနဆိုင်ရာရုံးတွေမှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးအခြေမချနိုင်သေးဘူးလို့ဆိုပါတယ်။ ဒီစစ်တပ်ပိုင်းကတော့ဝင်လာတာများပြီမဲ့ဒီရဲပိုင်းကြတော့နည်းနည်းလူရင်းအားနည်းနေတဲ့သဘောရှိမယ်ထင်တယ်။အဲ့ဒီတစ်ချက်ရဲ့ပြီးတော့ကျွန်တော်ကြည့်ရတာကတော့သူတို့ဒီလုံခြုံရေးဘက်ကိုဦးစားမပေးသေးတလားပေါ့တကယ်ဆိုရင်လုံခြုံရေးဘက်ကိုပူဦးစားပေးရမှာလေနော်ခုကြတော့စားမဝင်အိမ်မပြောဘူးအတန်ကြာတာနဲ့ညဆိုထထကြည့်ရတာပေါ့အဲကွာလာကြီးနေလေ တော်တော်လေးကိုတတိကယူဆိုင်ပြီးတော့ထားနေရတယ်လေကိုကန့်တက်တွေပြန်ဆုပ်သွားပြီးတဲ့နောက်မေလ2ရက်မှာစစ်ခေါင်စီတပ်ရဲ့ရင်ထင်းရဲတရင်ရဲတပ်ဖွဲ့ပညာရေးဌာနနဲ့စီပင်ဌာနတို့ကဒါရှိုးမျိုးကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်လက်ရှိမှာတော့စစ်ခေါင်စီတပ်တွေဟာအမှတ်6နဲ့6ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်းပညာရေးရှိအမှတ်68ချင်းလင်းတပ်ရင်းအမှတ်900ခုချင်းမြတ်တပ်ရင်းနဲ့အမှတ်41ချင်းလင်းတပ်ရင်းတွေမှာအထိုင်ချနေပြီလို့သိရပါတယ်ကျွန်တော်လင်းပါ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်